တော်တက်ခွင့်မရဘဲထောင်ထဲဝင်ရတဲ့ NLD အမတ်များနဲ့စင်ပြန်အစိုးရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။1990ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကတင်းမြောင်းလိုက်တဲ့လွှတ်တော်အမတ်တွေဟာမြန်မာပြည်ရဲ့ပထမဆုံးလွှတ်တော်မတက်လိုက်ရတဲ့ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။ဒီလွှတ်တော်ကအများဆုံးအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွာတခြားရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်အများပြားလွှတ်တော်တာဝန်တွေမထမ်းဆောင်ရဘဲထုတ်ပယ်အကျဉ်းချခံရတာတွေဖြစ်ခဲ့တယ်လို့ ပြည်ပကိုထွက်ပြေးတင်းရှောင်ကြတာတွေရှိခဲ့ပါတယ်။ဒီလွတ်တော်ရွေးကောက်ပွဲဟာမြန်မာပြည်မှာအနှစ်30အတွင်းပထမဆုံးပါတီစုံလွတ်တော်ရွေးကောက်ပွဲဖြစ်ပြီးလွတ်လပ်စွာမဲဆွယ်ခွင့်တိတ်မရှိပေမဲ့ရွေးကောက်တင်မြှောက်ခွင့်ရှိတယ်လို့ဆိုကြပါတယ်။ဒီရွေးကောက်ပွဲဟာ1988ဆန္ဒပြပွဲတွေအပြီးအာနာသိန်းစစ်ဆိုရလုပ်ပေးတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ရွေးကောက်ပွဲအပြီးမှာလွတ်တော်ခေါ်မပေးတဲ့အတွက်ရွေးကောက်ပွဲကြီးဖြတ်တယ်ဆိုပြီးစစ်ဆိုရကိုနိုင်ငံတကာကပြစ်တင်ရှုံချခဲ့ကြပါတယ်။ နောက်အမှတ်နေရာ462နေရာရှိတဲ့ရွေးကောက်ပွဲလုပ်ပြီးလွတ်တော်မခေါ်ခဲ့တဲ့ဖြစ်ရပ်ဟာမြမနိုင်ငံရေးအနည်း20နောက်ကျသွားစေခဲ့တဲ့ကိစ္စဖြစ်ပါတယ်ဒီလွတ်တော်ကပညာရှင်နိုင်ငံရေးသမားစစ်ဘက်အရေးဘက်အရာရှိဟောင်းအများအပြားကိုရွေးကောက်တင်မြှောက်လိုက်ပြီးမြို့ရဲ့လုံအားကိုနိုင်ငံအတွက်အကျိုးရှိအောင်မတုံနိုင်ခဲ့ပါဘူးနောက်ဒီလိုလွတ်တော်မခေါ်နိုင်ပြီး စေဆိုးရအုပ်ချုပ်နေတဲ့အတွက်နိုင်ငံတကာရဲ့ဖိအားပေးပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ကာလဖြစ်သလိုပြည်တွင်းမှာလည်းဒီမိုကရေစီနဲ့လူခွင့်ရေးတွေမရှိခဲ့တဲ့ကာလဖြစ်ပါတယ်ဒီလွတ်တော်အမတ်တွေထဲမှာထင်ရှားတဲ့နိုင်ငံတည်ပုံကိုယ်တွေပါသလို1988နောက်ပိုင်းပေါ်ထွက်လာတဲ့လူငယ်နိုင်ငံရေးသမားတချို့လည်းပါပါတယ်နောက်ဗိုလ်ချုပ်ကြီးနေဝီခေအစိုးရမှာပါဝင်ခဲ့တဲ့စစ်အရာရှိကြီးတွေနဲ့အစိုးရအရာရှိတွေတက္ကသိုလ်ပညာရှင်တွေပါဝင်တာကိုလည်းတွေ့ရပါတယ် နောက်လူမျိုးစုဒေတာတွေကခေါင်းဆောင်တချို့လည်းရွေးကောက်ခံခဲ့ရပါတယ်ဒီလွတ်တော်ဟာစစ်ဆိုရှယ်လိခဲလို့မြန်မာပြည်နိုင်ငံရေးကိုထင်ဟပ်ခဲ့ပေမဲ့လက်တွေမပေါ်ပေါက်ခဲ့တဲ့လွတ်တော်ဖြစ်လို့ကိုပြောင်းလွတ်တော်ဖြစ်သမိုင်းတွင်ခဲ့ပါတယ်ဂန်ဒီခမ်းမကြီးညာချက်အပါအဝီ NND ရဲ့လွတ်တော်ခေါ်ယူရေးလုပ်ငန်းစဉ်တွေလည်းစစ်အစိုးရရဲ့တင်မြင့်ဆောင်90ကြီးညာချက်အပါအဝီဖိနှိပ်မှုအစဉ်စင်အောင်မှာပြောက်ွယ်ခဲ့ရပြီးလွတ်တော်ကိုဇုတ်ခေါ်လို့မရဘူးဆိုတဲ့ကောင်းစီနဲ့ သတင်းစာဆောင်ပါတွေကိုလည်းစစ်အစိုးရသတင်းစာတွေကဖော်ပြခဲ့ကြပါတယ်ဒီလွတ်တော်အမတ်တွေထဲမှာ NND ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးတို့တော့မပါဝင်ပါဘူးရေကောက်ပွဲမတိုင်ခင်1989ခရစ်ကသူတို့ကိုနေအကျယ်ကျုပ်ချထားပြီးဒေါအောင်ဆန်းစုကြည်ရဲ့ကိုယ်စလဲလောင်းလျှောက်လွာကိုလည်းတပ်ဆညပါတီဘက်ကကန့်ကွက်လို့ရေကောက်ပွဲဥပဒေနဲ့ညှိစောင်းနေဆိုပြီးငင်းပယ်ခံခဲ့ရပါတယ်တကယ်တော့ဒီရေကောက်ပွဲဟာ ်ဦးကြည်မောင်ရဲ့ဦးဆောင်မှုအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပြီးအေရှားဝေမဂဇင်းပါဦးကြည်မောင်ရဲ့ပြောစကားကို အကြောင်းပြပြီးစစ်အစိုးရဘက်ကအာဏာလွှဲဖို့ညှဉ်းဆန်တာတွေဖြစ်လာခဲ့ပါတယ်။အခြားဘက်မှာလည်းဖွဲ့စည်းပုံအသစ်ဆွဲဖို့ဆိုပြီးအမျိုးသားညီလာခံခေါ်တာတွေရှိလာပါတယ်။ဒီအချိန်တွေကြာကအနည်း20နီးပါးဖျက်တမ်းခဲ့ရတဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။ဦးကြည်မောင်နဲ့တကွာဦးအောင်ရွှေဦးလွင်ဦးချစ်ခိုင်စတဲ့စစ်အရာရှိကြီးဟောင်းတွေဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစဉ်ဆက်မှာပါဝင်ခဲ့ပြီးတက်မတော်တာဝန်နဲ့အစိုးရတာဝန်တွေထမ်းဆောင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။လက်ဆက်ပါတီခက်မှာသူတို့အငိမ့်စားပေးခံရတာတွေရှိလာပြီး1988မှာတမူဟောင်းများမျိုးချစ်ရဲဘော်ဟောင်းများဖြစ်ပြန်လည်ထွက်ပေါ်လာတဲ့သူတွေဖြစ်ကြပါတယ်။တမူဟောင်းနိုင် NND ကောင်းဆောင်ဖြစ်မလာပေမဲ့ NND မှာတမူဟောင်းတွေနေရာရခဲ့ကြပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့တက်သည့်ပညာရှင်အုပ်စုထက် တမူဟောင်းအုပ်စုကနောက်ပိုင်းမှာပိုဩဇာညောင်းလာတာကိုလည်းတွေ့ရပါတယ်အထူးသဖြင့်ဒေါ်ဆန်းစုကြည်နေအကျေချုပ်ကြတဲ့နှစ်တွေအတွင်းဦးကြည်မောင်ဦးအောင်ရွှေဦးလွင်စတဲ့တမူဟောင်းတွေကတာဝန်ယူပြီးပါတီကိုကောင်းဆောင်ခဲ့ကြပါတယ်ဦးကြည်မောင်ဟာ1960နှစ်အာနာသိန်းစာမှာတိုင်းမူတာဝန်ကဖယ်ရှားခံရတဲ့ဘုံမူကြီးဟောင်းဖြစ်ပါတယ်သူဟာဗိုလ်ချုပ်ကြီးနေဝင်းအစိုးရရဲ့ဖန်ဆီးမှုတွေခံခဲ့ရသလိုနာဝတာစစ်အစိုးရလက်ထက်မှာလည်းအကြိမ်ကြိမ်ထောင်သွင်းအကျဉ်းချခံခဲ့ရပါတယ် 1990ရွေးကောက်ပွဲပြီးတရင်တောင် Dominic Founder နဲ့တွေ့ဆုံကမ်းမှာနှုတ်ရင်ဘက်ခုံရုံမှာရုံးတင်ခံခဲ့ရတဲ့ဂျာမန်တွေဘလောက်ရှိလို့လဲပြောခဲ့လို့ဆိုပြီးစစ်အစိုးရအတွင်းမူတေပိုးချုပ်ခင်ညွန်းကသတိပေးပြောဆိုခဲ့ပါတယ်။သူကြောင့်အာဏာလွှဲပြောင်းရေးမဖြစ်မြောက်ခဲ့ဘူးဆိုကြပေမယ့်မထင်မဲ့ဖြစ် NND အောင်နိုင်မှုကြောင့်စစ်အစိုးရဘက်ကလွှဲပြောင်းဖို့ရှောင်လွှဲခဲ့တယ်လို့လည်းဆိုကြပါတယ်။ နောက်ပိုင်းမှာ NND တာဝန်ကနေအနားယူပြီးဥကြည်မောင်ကွယ်လွန်သွားခဲ့ပါတယ်။သူရဲ့ရောက်ဖဥလွင်နဲ့ဘွေမှုချုပ်ဟောင်းဥအောင်ရှိတို့ကလည်း NND မှာနှစ်ပေါင်းများစွာအတွင်ရေမှုဥက္ကဋ္ဌတာဝန်တွေနဲ့ဆောင်ရွက်ခဲ့ကြပါတယ်။သူတို့ကိုစီကံတင်ကျပ်တဲ့အဖိုးကြီးတွေပါတီတွင်ထိန်းချုပ်မှုလွန်ကဲသူတွေလို့လူငယ်ပိုင်းကဝေဖန်ခဲ့ကြပေမယ့်ဒေါအောင်ဆန်းစုကြည်ရဲ့ယုံကြည်ကိုးစားမှုကိုရခဲ့သူတွေဖြစ်ကြပါတယ်။သူတို့နဲ့ခေပြိုင်စေရရှိဟောင်းအများအပြားလမ်းစဉ်ပါတီကပြောင်းလဲလိုက်တဲ့ ်တက်ဆညပါတီမှဝင်ရောက်ရှင်းပြန်ခဲ့ကြပေမယ့်တပ်ပါတီလုံးမှဆက်ရောက်ပဲနိုင်ခဲ့ပါတယ် NLD အမတ်ဖြစ်ခဲ့တဲ့တမူဟောင်းတွေထဲမှာဦးလွန်ဒိန်ဦးရှိဦးဆန်ဝင်းစတဲ့ဝင်ကြီးဟောင်းတွေပါတယ်လို့တချို့လည်းပါတီကနှုတ်ထွက်သွားတာကို တွေ့ရပါတယ် NLD မှာအရင်ဖဆပါလာခက်ကနိုင်ငံရေးသမားတွေနဲ့တခင်ဟောင်းတချို့ပါဝင်တာကိုလည်းတွေ့ရပါတယ်။တမူဟောင်းတွေလောက်ရှေ့မထွက်ခဲ့ပေမဲ့တခင်ဆိုမြင့်ဦးလာဖီဦးတန်းထွန်စတဲ့ နိုင်ငံရေးသမားကြီးတွေဟာပါတီဗဟိုအလုံးမှုဆောင်တာဝန်နေယူခဲ့ကြသလိုလွတ်တော်ကိုစားပြုကော်မတီ CRPP မှာလည်းပါဝင်ခဲ့ကြပါတယ်။ကုံမှုအမတ်မြောင်းမြပေါင်းဆွေဟာလည်းနိုင်ငံရေးလက်ဟောင်းတွေကဖြစ်ပါတယ်။ခရိုင်စင်မြို့နယ်စင်တခင်ဖာစာပါလာနဲ့လမ်းစဉ်ပါတီဝင်ဟောင်းနိုင်ငံရေးသမားတွေလည်း NND အမတ်အဖြစ်အရွေးခံခဲ့ရပါတယ်။နောက်1950 1960ပြည့်နှစ်တွေကတက္ကသိုလ်နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ចောင်းသားကောင်းဆောင်တို့ချို့လည်း NLD ကနေဝင်ရွေးခန္ဓာကို တွေ့ရပါတယ်ခရမ်းဦးတမဝင်းဗန်ဦးအောင်မောင်စတဲ့ဒီလက်ဝဲသမားတွေကိုစေအစိုးရကနှစ်ရှည်ထောင်ချခဲ့တယ်လို့ထောင်ထဲမှာပဲကွယ်လွန်ခဲ့ကြတဲ့သူတွေလည်းရှိပါတယ်တမကခေါင်းဆောင်ဟောင်းတွေကသတင်းစာဆရာဦးစိုးသိန်းခေါ်မောင်ဝန်တလေးလွတ်တော်အမတ်ဖြစ်လာပြီးထောင်အချင်းကြခံခဲ့ရပါတယ် NLD ကရွေးချယ်လိုက်တဲ့ပညာရှင်ပေါမောက်ခတွေထဲမှာအထင်ရှားဆုံးကခေဆန်းကဗျာဆရာကြီးမင်းသူဝန်ဖြစ်ပါတယ် အသက်82နှစ်အရွယ်မြမစာပေါမောက်ခဟာဥဝင်ခေါ်မင်းသူဝန်ဟာအရင်ကနိုင်ငံရေးမှာပါဝင်တက်ကြွမှုမရှိခဲ့ပေမဲ့သူ့ရဲ့တပည့်ညိုကပြားဟာလွတ်လပ်ရေးကြိုးပမ်းမှုမှာအရေးကြီးတဲ့လုံစော်ကပြားတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။1960ကျော်ចောင်းသားလှုပ်ရှားမှုတွေအထိမင်းသူဝန်ဟာကပြားနဲ့အားပေးထောက်ခံတာတွေလုပ်ခဲ့ပါတယ်။သူ့အမက်အရွေးခံရပြီးနောက်ပိုင်းမှာတော့သူ့ကလောင်ကိုစစ်အစိုးရကပိတ်ပင်တာ သူ့အမိကိုစာနေစင်းမှာဖော်ပြခွင့်မပြုတာတွေလုပ်ခဲ့ပါတယ်။နောက်ဆုံးအမက်ဖြစ်ကဖီအားပေးနှုတ်ထွက်ခိုင်းခဲ့ပါတယ်။သူမရှိတဲ့နောက်2016မှာသူ့သားဦးထိန်ကျော်က NLD အစိုးရခေတ်သမရဖြစ်လာပါတယ်။တခြားပညာရှင်အမက်တွေထဲမှာအမေရိကန်ကမဟာဝိဇ္ဇာပွဲရတဲ့ပညာရေးတက္ကသိုလ်ပေါမောက်ကဟောင်းဦးထွန်းကျွယ်နဲ့ဂျာမနီကသင်္ချာပါရဂူပွဲရပြီးတိရိလင်္ကာနဲ့ကင်ညာမှာကတိကလုပ်ခဲ့တဲ့ဒေါက်တာစိန်ဝင်းတို့ပါဝင်ပါတယ်။မန္တလေးအရှိတောင်အမတ် ။ဦးထိန်ကျော်ကတော့ New Delhi မှာနိုင်ငံတကာရေးရာပါရဂူဒန်းထီစီးပူးခဲ့သူဖြစ်ပါတယ်။ Manchester တက္ကသိုလ်ကမဟာသိပ်ပံပွဲရာကျန်းမာရေးပညာပေးဆောင်တွေရေးခဲ့တဲ့ဒေါက်တာအောင်ခင်စင်ဟာလည်းမင်္ဂလာတောင်ညွန့်လွတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ဒေါက်တာအောင်ခင်စင်ဟာအမျိုးသားညီလာခံကိုစန့်ကျင်တဲ့စာရွက်စလန်းတွေထုတ်မှုနဲ့ညီလာခံကထုတ်ပယ်ခံခဲ့ရပါတယ်။နောက်ထင်ရှားတဲ့ပညာရှင်အမတ်တွေထဲမှာစာရေးဆရာတွေလည်းပါပါတယ်။ဘောဂဗေဒအထူးရာရှိဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းစီမှာအမှုထမ်းခဲ့ဘူးတဲ့မောင်စူးဆန်းခေါ်ဦးချမ်းအေးလေ NND မော်လမြိုင်အမတ်ဖြစ်ပြီးအချင်းကြပြီးနောက်ပြန်နှုတ်ထွက်ခဲ့တာကိုတွေ့ရပါတယ်မကွယ်လွန်ခင်မှာတော့မောင်စူးဆန်းဟာစစ်အစိုးရပြတ်ထန်းတဲ့2008ဖွဲ့စည်းပုံအရကျင်းပတဲ့ရွေးကောက်ပွဲကိုတခုတည်းသောထွက်ပေါက်ဖြစ်တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်ဗမော်ကဥပုထွေးခေါ်ဗမော်ညိုနွဲ့ဟာလည်းထင်ရှားတဲ့ကြပြဆရာ NND အမတ်ဖြစ်ပြီးစာရေးသားခွင့်ပိတ်ပင်ခံခဲ့ရလို့ ူကပြားတွေကို BBC VOA Radio တွေကနေထုတ်လွှင့်ခဲ့ပါတယ်။စာပေလောကစာအုပ်တိုက်ပိုင်းရှင်တခင်ခင်ညိုလေ NND ရင်းနှံကြောင်းအမတ်ဖြစ်ခဲ့ပြီးအမျိုးသားစာပေစုရကျွန်တော်သားကြီးတိမင်းနဲ့စစ်ခင်းသူစာအုပ်ရေးသူဒေါက်တာအောင်မောင်ကမိုးမိတ်အမတ်ဖြစ်ပါတယ်။နောက် NND မှာပါတဲ့အလွှာတစ်ခုကတော့အယရှိဟောင်းများနဲ့ဆရာဝန်ရှိနေအင်ဂျင်နီယာများဖြစ်ပါတယ်။ဒီထဲမှာတော့ Harvard တက္ကသိုလ်ကမဟာဘွဲ့ရတဲ့ဦးဆောင်ညွှန်ကြားမှုဟောင်းဦးညွှန်ဝေး အမေရိကန်ပြန်ပြီးသူကဦးကျော်မင်းဒေါက်တာမြင့်နိုင်ဒေါက်တာဇော်မြင့်မောင်စတဲ့သူတွေပါပါတယ်။အရွေးခံအမတ်တွေထဲမှာတက်သားဟောင်း42ယောက်အရက်ဘက်ဝန်ထမ်းဟောင်း145ယောက်ရှင်းနေ54ဦးဆရာဝန်90နဲ့အရက်သား194ယောက်ပါတယ်လို့ဥခင်ကျော်ဟန်စာအုပ်အရသိရပါတယ်။ဒီထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ရက်ရွာမှာထင်ရှားတဲ့လူမှုဝန်ထမ်းသမားတွေလည်းပါပါတယ်။ NLD လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာအမျိုးသမီးအမတ်တွေပါဝင်ပြီး15ရောက်ရှိပါတယ်။ဒီထဲကဒေါက်တာမေဝင်းမြင့်နန်းခင်ထွေးမြင့်နန်းခင်ထေးကျွဲနဲ့ဒေါက်ခင်ဆန်းလိုင်တို့ဟာ2020ရွေးကောက်ပွဲအထိ3-4ချိန်တိုင်းပြန်လည်တင်မြောက်ခံရတဲ့သူတွေဖြစ်ပါတယ်။စာရေးဆရာမရွှေကူမင်းင်းခေါ်ဒေါ်ဆန်မေလည်း1990ရွေးကောက်ပွဲမှာတင်မြောက်ခံခဲ့ရပါတယ်။ဒေါ်ဆန်မေဟာသူ့ရဲ့နိုင်ငံရေးအကျဉ်းသူဘဝအတွေ့အကြုံတွေကိုအကျဉ်းဆန်မိမများ အင်းစိန်မှတ်တမ်းနံပါတ်တွေနဲ့ရေးသားထုတ်ဝေခဲ့ပါတယ်1990ရွေးကောက်ပွဲရလဒ်တွေကိုမြမအတန်ကကြီးညာခြင်းကစိတ်ကမ်းမျိုးနဲ့ကိုစလဲဒေါ်ဆန်းဆန်းအမိကနေစတင်ကြီးညာခဲ့တာဖြစ်ပါတယ်အမတ်တွေက NLD ပါတီကနှုတ်ထွက်ပေးဖြတ်ခံရတာတွေရှိသလို NLD တွေကအမတ်တွေသဘောကွဲပြီးနှုတ်ထွက်တာလည်းရှိပါတယ်ဒီလိုထွက်ခဲ့တဲ့အထက်ကဝန်တာနု NLD ထောင်သူရှိသလိုတတိပုဂ္ဂလကိုစလဲဖြစ် အမျိုးသားညီလာခံဆက်တက်တဲ့မင်္ဂလာတုံကဦးတင်မောင်ထွန်းလိုလူတွေလည်းရှိပါတယ်၂008ဖွဲ့စည်းပုံအတီးပြုတ်ပြီးနောက်မှာတော့အမတ်တွေကြားသဘောကွဲမှုတွေပိုများလာပါတယ်တခါအမတ်တွေကိုအယုံကြည်မရှိကြောင်းထောက်ခံပွဲတွေလုပ်တာလက်မှတ်ကောက်တာတွေကိုလည်းအရင်စစ်ဆိုးရခေတ္တလျှောက်မှာတွေ့ကြရပါတယ်အာနာပိုင်တွေဟာကိုယ်အလိုမကျတဲ့ရွေးကောက်ပွဲရလက်ဆိုရင်လစ်လူရှုလိုက်လူကျင်တဲ့ရလက်ဖြစ်လာလို့လို့နဲ့အစ်စ်ပြန်လုံလိုက်လုံနေရင် တိုင်းပြည်အနာဂတ်ကိုကလေးကစားစရာရောက်မယ်ဆိုပြီးဒေါအောင်ဆန်းစုကြည်ကလည်း1998ကပြောခဲ့မှုပါတယ်ရွေးကောက်ပွဲလုပ်ပြီးလွတ်တော်မခေါ်ပေးတဲ့ဖြစ်ရက်ဖြစ်သိမ်းဖြစ်တဲ့ဖြစ်ရက်တွေဟာဒီမိုကရေစီအသားမကျတဲ့နိုင်ငံတွေရဲ့အားနည်းချက်ဖြစ်ပြီးနိုင်ငံတည်ငြိမ်မှုကိုလည်းထိခိုက်စေပါတယ်1990ရွေးကောက်ပွဲအတွက်ပါတီမှတ်ပုံတင်ခွင့်ရ236ဖွဲ့ရှိပြီးတပြေပြေဖျက်သိမ်းမှုနဲ့အပြည့်ခံရမှုတွေကြောင့်နောက်ဆုံးမှာဆယ်ပါတီပဲကျန်ရစ်ခဲ့ကြောင်းသိရှိရပါတယ်